အခုဒီဗီဒီယိုလေးမှာတော့ microwave oven washing machine sink cup စရှိတဲ့ပစ္စည်းများကိုနောက်ခွဲက control လုပ်နေတဲ့အဓိကဆက်လက်ကြီး microcontroller အကြောင်းကိုရိုးရိုးနဲ့အကျင့်များဖော်ပြသွားပါမယ်။စိတ်ပါဝင်စားစွာနေမြင့်နောက်လာမယ့်ဗီဒီယိုတွေနဲ့ဆက်စပ်မှုရှိသွားနိုင်တာကြောင့်အဆုံးအထိကြည့်ပေးခြင်းကြည့်ပေးကြပါရန်တိုက်တွန်းလိုပါသည်။ကိုတီစစ်ကတ်စကကလေးကိုကြည့်မယ်ဆိုရင် ုံမှန်နေထားမှာဆိုရင် normal led နဲ့ operating led လေးကပြင်းနေပါမယ်ဒီညာဘက်ဆုံဆုံးက led က over voltage ဖြစ်ပြီးတော့ဒီ trip led ဖြစ်ပြီးတော့ဒီဘက်က led လေးကတော့ over voltage led ပါဒီဘက်က led က under voltage led ပါဒီလုံးလေးကတော့ normal led operating led ဖြစ်ပြီးဒီကောင်က normal led ပါဒီဘက်ကဝိုင်ယောင်လေးတွေကတော့ delay led ဖြစ်ပါတယ်အခုက voltage က4 4ဖြစ်တဲ့အတွက်ကြောင့်4.0ဖို့ရှိလို့ 4.0ကိုရှိတဲ့အတွက်ကြောင့်မို့လို့ normal အနေထားမှာရှိပါတယ်။ဒီမှာဆိုရှင် operate လုပ်နေပါတယ်။ super fiber အောင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုရှင်ရှင် unported led နဲ့ chip led ရာလင်းနေပါပြီ။ဒီမှာဆိုရှင် operating super fiber ကြောင့်ရတဲ့အတွက်ကြောင့်မို့လို့အော် led နဲ့ normal voltage range တဲ့ကိုရောက်သွားတဲ့အတွက်ကြောင့်မို့ တလေးရဲ့ ID တွေကမှဲ့ပြီးတော့ normal နဲ့ operating porridge ကိုရပါမှာဖြစ်ပါမယ်2.9 volt ဖြစ်တဲ့အကြောင်းမို့လို့ over ID နေနေပါပြီဒီမှာဒလေးနဲ့ဟောရော်ရတယ်ဒလေးနဲ့ပြပြီးတော့ normal ေးတိုင်း first second ဆောင်ပြီး normal ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်။လူဝင်းဖြစ်တဲ့ကျွန်တော်နားလေတဲ့ microcontroller များ microcontroller ဆိုတော့ computer အသေးစားလေးတစ်လုံးလိုပါပဲ။ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ PC တွေထဲမှာလည်းပါရပါတယ်။အဲ့တော့သူ့ကိုအဲ့ဒီ PC ရဲ့အုံနောက် brain လို့လည်းခေါ်ပါတယ်။တိတိကျကျလုပ်ရမယ့်လုပ်ငန်းစာတာဝန်တွေကိုမှတ်ထားပေးပါတယ်။ ကွန်ပျူတာတစ်လုံးမှာကျွန်တော်တို့က CPU တွေ memory တွေ RAM တွေ CDA interface တွေကိုစသီးခြားတွေထည့်ပေးပဲ microcontroller တစ်လုံးမှာအားလုံးကိုတစုတစီတဲ့ chip ပြားလေးတန်ပေါက်ဆက်ထားပါတယ်ဒီနေရာမှာ CPU ရယ် memory ရယ် RAM ရယ် CDA interface နဲ့ CPU စသည်ဖြင့်ပါပါနော်ကျွန်တော်လွယ်လမ်းမိသမျှအနေချင်းလေးလေ့လာဖို့ခဲ့တဲ့ microcontroller ဘုတ်များနဲ့ chip များကတော့ STM32 chip တာ audio node ဘုတ်ပါ ဒီကတော့ AAVR development board လို့ခေါ်ပြီးတော့ဒါလေးက launchpad and development board လို့ခေါ်ပါတယ်ဒီဟာလေးက PNC 16FA စတဲ့ချစ်ပြားလေးဖြစ်ပြီးတော့ဒီဟာလေးကတော့ PNC 16 18FF 866ဒီချစ်ပြားလေးဖြစ်ပါတယ်ကွန်ပျူတာတော်လုံးကိုကြည့်ကျွန်တော်တို့က keyboard ကနေပြီးတော့ keyboard ကနေပြီးတော့ login တော့ရိုက်ထည့်ပြရလို့ input device လို့ခေါ်ပြီးဒီ monitor ကတော့ result တွေကိုကြည့်ဖို့အတွက် output device လို့ခေါ်ပါတယ် CPU ကဒါကတော့ CPU ကသူ့ရဲ့ပြိမ်မှာ microcontroller မှာတော့ input ကို push button လေးနဲ့သူကဖော်ပြပါတယ် output ကိုဒီမှာ LED midi လေးနဲ့ဖော်ပြပြီးတော့ LCD display တွေ77 display တွေနဲ့လည်းသူတို့ဖော်ပြကြပါတယ်ဒီ embedded system design လို့ကျွန်တော်တို့ကပြောလို့ရတယ်ကွန်ပျူတာလိုမျိုး software နဲ့ hardware တွေပေါင်းစပ်ပြီးစက်ပြည့်တွေကို chain တစ်ခုမှာ လုံဆောင်ဖို့အတွက်လုပ်ထားတဲ့ဒီ embedded system တွေမှာဆိုရင် micro controller တွေကိုကျွန်တော်တို့ကဒီမှာသုံးကြပါတယ်ဒါတွေက embedded system လို့ဒါအပေါင်းပြီးတော့ခေါ်ဆိုနိုင်ပါတယ်အဲသူ့မှာဆိုရှင် micro controller ဒါ 16FA7 micro controller ကိုသုံးပါတယ် input device ကိုကျွန်တော်တို့က push button ကိုသုံးပြီးတော့ output device ကို lcd အဲ lcd လေးသုံးတာပါတယ်သူ့ကို power supply တစ်ခုပေးရပါတယ် ဒီအရာဆိုရှင် clock cycle လို့ခေါ်ရ frequency generator timing နဲ့ counting နဲ့ clock cycle ဒီအဲ့ဒီအတွက်ဒီမှာ crystal လေးပါပါတယ်ဒါကြောင့် micro သိငယ်ပြီး controller device တွေလို့ဆောင်ချက်တွေကို control လုပ်ပြီးလို့ micro controller လို့ခေါ်ပါတယ်အထူးဆုံးပြောရရင်တော့ micro controller ဆိုတာကရန်သိငယ်ပေးမယ်စာရေးပြောရတဲ့ brain တစ်ခုလို့ဖြစ်ပြီး electronic device တွေရဲ့လုံဆောင်ချက်တွေကိုအများကြီးအထောက်ပံ့ပေးပါတယ် မိုက်ခရိုကွန်ထရိုလာသုံးတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ပါဝင်ခြင်းမှာရှာကြည့်ဝါရှင်မရှင်ရေကက်သစ်တာဆေးကမိုက်ခရိုဝေးအာဗင်ရမုတ်ကွန်ထရိုကဒီဂျစ်တယ်ဝက်ချ်စသဖြင့်တွေ့နိုင်ပါတယ်ဒီလိုအိမ်သုံးပစ္စည်းတွေအပြင်မော်တာကားတွေစက်ရုံအလုပ်ရုံကြီးတွေတမောတွေရဲ့အော်တိုမေးရှင်းပစ္စည်းတွေလမ်းစနစ်တွေ navigation equipment တွေ fire alarm system တွေ gas detection system တွေ navigation lighting system တွေမှာသုံးကြပါတယ်ဆေးဘက်ဆိုင်ရာပစ္စည်းများကိုထိန်းချုပ်ရမှာလည်းသုံးကြပါတယ်ကျွန်တော်တို့ပါဝင်ခြင်းမှာသုံးနေတဲ့ microcontroller နဲ့လုပ်ထားတဲ့ microwave oven safeguard နဲ့ washing machine အကြောင်းကိုအကြမ်းရှင်းပြပါမယ်။ မိုက်ခရိုဝေးအာဗင်တစ်လုံးမှာပါတဲ့မိုက်ခရိုကွန်ထရိုလာတစ်လုံးမှာတိုင်ယူလွတ်ဆောင်ရမယ့်အလုပ်တွေရှိပါတယ်။အစားအသောက်ကိုအပူပွေးမဲ့ချိန်တွေကိုထိန်းသိမ်းပေးရပါတယ်။အထဲကမီးလုံးလေးတွေကိုအဖွင့်ပေးရပါတယ်။အစားအသောက်ကိုချက်တဲ့ချိန်ကိုတိတိကျကျသတ်မှတ်ပေးရပါတယ်။ကိုကခလိုလေးနှိမ့်လိုက်တဲ့ instruction တွေပေါ်မူတည်ပြီးလွတ်ဆောင်ရမှာတွေကိုတွက်ချက်ပြီးဘာပြင်ဘာလုပ်အောင်ဆိုတာကိုချက်ပစ္စည်းတွေကိုပြန်လဲညွှန်ကြားပေးရပါတယ်။အင်းဒီမှာတော့လည်း safe cut လို့ခေါ်တဲ့မီးအထက်ကြအောက်ကပေးတဲ့ပန်းလမ်းများမှာလည်းဒီ electronic circuit ဥမာ555တန်ပါအောင်မတော့ဘူး။ microcontroller နဲ့တော့ဘူးဒီထုတ်တော့နေထုတ်လို့တူတွေလည်းရှိကြတယ်။ နျူထရွန်နဲ့စိုက်ကပ်ဖြစ်တဲ့ဖက်ဖက်ဖိုင်တန်မာကိုတုံးရက်ခံမှာရှုပ်ထွေးလာပါတယ်။သူ့မှာဘဝမျိုးစင်ဆာပန်လန်ဘဝနေစင်ဆာပန်လန်တိုင်းဒလီပန်လန်ပြီးပြန်လာရင်ချိန်9မိနစ်ဆောက်ရတာလို့10မိနစ်ဆောက်ရတာလို့အဲ့ဒါကြီးလောက်ရပါတယ်။ဘလေးဒရိုင်ဘာပန်လန်ဘိုးအနေမြင်မှာလုံးနဲ့ဆပ်ပလိုင်းကိုဖျက်တော့ပေးတဲ့စိုက်ကပ်တီဘိုးဆောက်ရပါတယ်။ဖက်ဖက်နဲ့ဆေးကွက်အလုပ်လုပ်ပုံကိုကျွန်တော်လင့်တင်နေနောက်ဗီဒီယိုများမှာကြုံရင်ဖော်ပြပေးသွားပါမယ်။ဒီမိုက်ခရိုကွန်ထရိုလာမှာတော့ input နေနဲ့ဝင်လာတဲ့ဘိုးတွေကိုပဲ sense လုပ်ပြီး program ရေးခိုင်းထားရဖြစ်ပါတယ်။ဥပမာပြဝင်လာတဲ့ analog ဘိုးတွေ 5V DC ကို fiber ဖြစ်အောင်တူတန်တူတူ fiber DC ပျောက်ခိုင်းထားလိုက်ပါတယ်ပြီးရင် digital value ဖြစ်အောင်သူအားဆိုရှင် microcontroller ထဲမှာပျောက်ပေးပါတယ်ပြီးရင် power board တွေဆိုပြီးတော့4.5 volt နဲ့ကြီးတင်ဆိုပြီးတော့ trip led မျိုးကို on over voltage led ကို on delay relay led ကို on ပြီးလုံးနဲ့ power ကိုဖြတ်ပေးတယ် program လေးကိုရေးပေးရပါတယ် under board ဆို under board ဆိုတာ2.5 volt နဲ့ငယ်လင်းဆိုပြီးတော့ trip led ကို on under led ကို on relay led ကို on led နဲ့ power supply 2.5 volt ကိုဖြတ်ပေးတယ် program လေးကိုရေးရပါတယ် normal led ဒီ normal LED voltage ဆိုတာ2.4 volt 4.5 volt ကိုကြားထဲမှာရှိတယ်ဆိုပြီးတော့ delay LED TV ဆိုနေ1 minute ရေခဲတက်တာဆို5 minute ပြီးကို link နဲ့ program ကိုရေးရပါတယ် delay time ကိုစောင့်ခိုင်းပါစောင့်ခိုင်းတဲ့ program ကိုရေးရပါတယ် normal voltage ဖြစ်တဲ့အတွက် normal LED ကို link နဲ့ program ကိုရေးပြရပါတယ် operate voltage ဒီရေခဲတက်တာကိုတည်ပြီးလို့မှာဒီခုန safety time တွေက delay တွေကပြီးသွားပြီဆိုလို့ရှိရင်နော် operation လုပ်နေကြောင်းသိဖို့ရယ် operation LED mini link နေတဲ့ program ကိုရေးပြရပါတယ် normal ဖြစ်လို့ normal LED ပြီးတယ် link နဲ့ program လေးကိုလည်း အခုနအပေါ်မှာရေးထားပြီးဖြစ်တဲ့အတွက်ဒီလိုရေးထားပြရပါတယ်။တရားဆိုရင်စိတ်ဖက်တလုံးရဲ့အကြံပြင်းလို့လို့ပေါ့ပါ။အလုံးတရားကိုအစဉ်ပြေပြေလောက်တော့ဘာဖြစ်လဲစိတ်ခက်ကြည်ကျင်တဲ့ပညာရှင်ကိုဦးညွတ်မိပါနဲ့။ Micro controller တစ်ခုက washing machine ကြီးတလုံးကိုဘာတွေလုပ်ပဲဆိုတော့ကျွန်တော်တို့ကြည့်ကြပါမယ်။ပထမဆုံးမှပြရရင်ကိုက normal delicate ကို heavy တဲ့ကဘယ် wash cycle နဲ့လျှော်မှလဲဆိုတော့လှည့်ပြီးရေးပြရပါတယ်။ဒါကို micro ကိုက micro controller ကိုပြောရပါမယ်။ micro controller ထဲမှာပဲဘယ်လောက်မြန်မြန်နဲ့လျှော်မှလဲရေးရပါတယ်။ wash rinse spin shower တွေညစ်တာတွေ၆ခံတာတွေကိုစုံဖြရတယ်လို့ရေဘလောက်ထည့်မယ်ဆိုတာကိုလည်းစုံဖြရပါတယ်ဥပမာပြဆိုရင် filling နဲ့ water ရေဖြည့်ဖို့အတွက် micro controller ကရေဘားကိုထိမ့်ပေးရပါတယ် wash cycle ဥပမာ heavy duty ဂျင်းပေါက်မီရှော်မယ်ဆိုလို့ရှိရင်အဲ့တော့ရေဘလောက်ထည့်ပေးရမယ်ဆိုတာနဲ့ထည့်လိုက်တဲ့ဂျင်းပေါက်မီ benefit ရှော်ရင်ကုန်ငယ်ရေကိုပါသူက twitch အစုံဖြရပေးရပါတယ် washing the glue wash cycle တင်းမှာ micro controller က wash motor ကြီးကိုသူကရှေ့နောက်သူကလက်ခိုင်းစေခြင်းမဲ့ဝစ်တွေကိုနှစ်နှစ်ဆက်ဆက်ပြောင်းအောင်လုပ်ပေးရပါတယ်ဒီ motor ကိုထိမ့်တဲ့ control circuit ကိုလည်း micro controller ကလုပ်ပေးရပါတယ် rinse in ရှော့ပြီးရင် microcontroller က dirty water တွေကိုသူက drain လုပ်ပြီးနဲ့ရေသစ်ပြန်ထည့်ပြီးတော့ rinse ရေစစ်ဖို့ကို washing machine ကိုခိုင်းစီပါတယ်။နောက်ဆုံး span နဲ့နောက်ဆုံးမှာတော့ microcontroller က washing machine တွေက drain ကြီးကိုလေနေကလေသေးခြင်းဝှက်ထဲကရေတွေကိုသူက sweat ထုတ်ပြီးတော့ drain လုပ်ပြီးတဲ့ span cycle နဲ့အဆုံးသတ်လိုက်ပါတယ်။ဒါကတော့ washing machine တစ်လုံးရဲ့အခြေခံလုပ်လုပ်ပုံအကျမ်းကို microcontroller နဲ့လုပ်သားတဲ့ process လေးကိုဖော်ပြပေးသွားတာပါ။ဒီ washing machine LED project ကိုလက်တွေ့ပြကြည့်မိမယ်ကျွန်တော်ရဲ့ IC chip တွေကိုကုန်ရိုက်ထည့်ပြီးတဲ့ PIC kit တူလေးကပြတ်သွားတဲ့အတွက် Proteus ဆော့ဝဲယာလေးကိုဆွဲပြီးတော့ပြတ်သားသွားမှာဖြစ်ပါတယ်။ Prepa washing machine ကို run ဖို့အတွက်ဒီပေါ်မှာဒီ MP Lab XID ပေါ်မှာကျွန်တော်တို့ကကုတ်ကိုရေးပြရပါတယ်။အချိန်နဲ့ remote timer function လေးကိုဒီမှာပထမဆုံးဒီမှာရေးပြရပါတယ်။ဒီ timer function လေးကိုရေးပြပါတယ်။ပြီးတော့ရင် start push button ကိုနှိပ်တဲ့ program လေးကိုကျွန်တော်တို့ကဒီမှာရေးပြရပါတယ်။ဒီမှာ start push button နှိပ်ပါပြီ။ ီးရင်ရေဖြည့်တဲ့ LED လေးစာပြီးတော့ဒီမှာလင်းပါပြီပြီးရင်ရေဖြည့်တဲ့ရေ level ကိုတွက်ပြီးတော့ဒီမှာအချိန်ကိုပေးပါပါတယ်ပြီးရင်ရေဘာကိုပြန်ပိတ်ခိုင်းပါတယ်ပြီးရင် washing LED လေးလင်းနေပါပြီရှော်မဲ့အချိန်ကိုကျွန်တော်တို့ဒီမှာထည့်ပါတယ်ပြီးရင် washing process ပြီးသွားပါပြီပြီးရင် rings လုပ်တယ်ညှစ်တဲ့ဒီ LED လေးလင်းနေပါပြီပြီးညှစ်မဲ့အချိန်ထည့်ပါတယ်ပြီးရင်ညှစ်တဲ့ process ပြီးသွားပါပြီပြီးရင် drying spin process လာပါပြီ spin လုပ်မယ်အချိန်ကိုထည့်ပေးပါတယ်ပြီးရင် spin process ကပြီးသွားပါပြီဒီဟာကြီးကဆို wish order process ကိုပြီးသွားပါပြီဒီဟာကို simulation လုပ်ဖို့အတွက်ဒီမှာ proteus software ကိုဒီမှာဖွင့်ပြောဒီမှာ circuit လေးတွေကိုဆွဲပြရမှာဖြစ်ပါတယ်သူ့ဖြစ်နေသူ circuit လေးတွေကိုဆွဲပြရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီမှာ stash pot pattern ဒီမှာသူက simulation ကို start လုပ်ပါပြီစဖန်ပါပြီပြီးရင် stash pot pattern နဲ့တိုင်းဒီမှာ water failing washing rains rinsing spinning အာ step by step တရားလုပ်လုပ်သွားမှာဖြစ်ပါတယ် top feeding washing rinse spinning microcontroller ကိုလေ့လာခြင်းနဲ့ဆိုရင်တော့တင်ကြားပြတဲ့ဆရာကြီးစာအုပ်တွေအများကြီးရှိပါတယ် ကျွန်တော်လန်လန်းမီတဲ့ဆရာတွေကိုဖွဲ့ပြပေးတော့ပါမယ်။ဆရာကြီးဝင်းထက်ဝင်းဆရာကြီးကသင်တန်းတွေလည်းဖွင့်လို့မိုက်ခရိုကွန်ထရိုလာစောက်တွေအများကြီးရေးသားပြုထားပါတယ်။ electronic ဆံများများရွေးချယ်ဝင်နိုင်ပါတယ်။ဆရာဇော်မင်းမင်းဒွန်တက္ကနိုဟိတ်လို့ဆရာလာမျိုးအောင်ဆရာရန်လင်းဆရာဇော်ဝင်းမြတ် hazardive နဲ့တို့ဖြစ်ကြပါတယ်။မိုက်ခရိုကွန်ထရိုလာကိုစတင်ပေးဆက်ပေးခဲ့သောဆရာဆိုးသူအောင်ကိုလည်းဒီနေရာကနေကျေးဇူးတင်ပြတာပြောပြစီ။ YouTube မှာတော့ခြေကန်ကနေ advanced level တိ video lesson တွေကို free လေ့လာလို့ရပါတယ်။ embedded system design လို့ခေါ်တဲ့ computer လိုမျိုး hardware နဲ့ software ပေါင်းစပ်ပြီး စက်ပစ္စည်းများကိုထွင်ချက်တဲ့နေရာတွေမှာ microcontroller ကိုသုံးကြပါတယ်ဒါကိုအပေါ်မှာလည်းပြောပြပြပါပြီရေးသားထားတဲ့ programming language ကို embedded programming language လို့ခေါ်ပြီးဥပမာအဖြစ် C language assembly language python java စတာတွေကထင်ရှားပါတယ်ခြား programming language တွေရှိပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရင်တော့အပေါ်မှာ arduino နဲ့ PLC 1CFA ဆိုတဲ့ microcontroller ကိုသုံးပြီး safe card နဲ့ washing machine လို့လို့ပုံကိုအကြံပြင်းတင်ပြခဲ့ပါတယ်။ microcontroller တွေကိုလာလူ project တွေမှာအသုံးပြုပြီးလွယ်ကူတဲ့လုပ်ငန်းတွေအားဖြင့် ရှုပ်ထွက်တဲ့လုပ်ငန်းတွေဒီလှုပ်ဆောင်နိုင်ပါတယ်။ Micro controller ကိုအသုံးပြုပြီး project တွေလှုပ်ဆောင်ခြင်းက electronic နဲ့ programming ကိုပုံပုံနားလည်စေပါတယ်။ရှစ်နှစ်ရွယ်ကလေးငယ်မှပြီးအသက်90လူကြီးများအထိ micro controller ကိုလေ့လာကြပါတယ်။ဝဒနာရကလိသမြလလန်းမိမြအခြေခံလေးတွေကိုဒါတင်ပြခြင်းသာဖြစ်ပါတယ်။မှာတော့ချက်လက်များရှိသည်၊တူချက်များရှိသည်၊ပညာရှင်များအနေနဲ့ဆက်ညံပေးကြဖို့ယူတည်သောတောင်းဆိုလိုပါတယ်။အဆင်ပြေပြီဆိုတော့ like subscribe နဲ့ share လေးလုပ်ပေးကြပါခင်ဗျာ။ ီဒီယိုများကိုတောက်ကြစနေနေ့ညနေပိုင်းမှာနေတက်နေတဲ့စူးစမ်းဖြောပြတင်ဆက်ပါမှာမို့အားပေးရှိဦးကြပါဦးလို့ပြောချင်ပါတယ်။